အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ဘယင်မင်းကြီးစွာလက်ထက်ကပညာရှိအမတ်စီးတပြည့်ဒုမဟုတ် ဝင်စင်းဖိုးရာစာရဲ့ဘယင်ကိုအကြံပေးခဲ့ပုံအကြောင်းတစ်ခုကိုဖော်ပြသွားမှာဖြစ်ပါတယ်ကလေးနဲ့မိုးညင်စစ်ဖြစ်ကြတဲ့အခါ ကလေးစားကလည်းသူ့ဘက်ကနေကူပေးပါနိုင်လို့ရှိရင် မိုးညင်းကိုလက်ဆောင်တော်ဆက်ပါမယ်လျှောက်ပါတယ်မိုးညင်းစားကလည်းသူ့ဘက်ကနေကူပေးပါ နိုင်လို့ရှိရင်ကလေးကိုလက်ဆောင်တော်ဆက်ပါမယ်လို့ရှောက်လာကြပါတယ်။အဲ့ဒီအခါမင်းကြီးစွာကဒီအကြောင်းကိုစီးတပြင်းနဲ့တိုင်ပင်တော်မူပါတယ်။အဲ့ဒီအခါပညာရှိအမတ်ကြီးကကိစ္စတစ်ခုတွင်အမြန်ပြူရသောကိစ္စအနှေးပြူရသော ကိစ္စဟူ၍နှစ်မျိုးရှိကြောင်းဒီအရေးကဘလူးတိုင်လူအရေးကဲ့သို့အလင်းအမြန်ပြုတ်လို့ရန်မလိုကြောင်းကလေးနှင့်မိုးညင်းနှစ်ပြည်တော်သည်အင်အားတူမျှကြကြောင်းနှင့်ပုံတစ်ခုကိုဥပမာပေးလျှောက်ထားခဲ့ပါတယ်။ ။ယောက်ျားတယောက်ကတောဆက်မှာလဲထွန်းနေပါတယ်။အဲ့ဒီအချိန်တောချက်နှစ်ကောင်ခွနေကြတာကို မြင်ပါတယ်။ဒါပေမဲ့ချက်ချင်းသွားဖမ်းမယ်ဆိုရင်ကြက်နှစ်ကောင်ကလည်းမပင်ပန်းကြသေးတာမို့ရမှာမဟုတ်ပါဘူး။လဲထွန်းတာကလည်းမညက်သေးပါဘူး။ငါအမှုကိစ္စလည်းပြီးစေအောင်ကြက်နှစ်ကောင်လည်းပင်ပန်းကြစေအောင်ဆိုပြီးတော့ယောက်ျားကလဲဆက်ထွန်နေပါဗျ။ လဲညက်တဲ့အချိန်ကြားမှာပင်ပန်းနွမ်းနေနေတဲ့တောကျက်နှကောင်ကိုခြေကနေယူသလိုမျိုးဒီပြည်တော်မင်းနှပါးကိုပင်ပန်းကြစေပါဦးသူတို့ပင်ပန်းမှခြီတော်မူသောနှစ်ပြည်တော်လုံးကိုရတော်မူပါမယ်ဆိုပြီးတော့လျှောက်ပါတယ်ဘယင်းမင်းကြီးစွာလဲစီးတပြည့်လျှောက်ထားတဲ့အတိုင်းဆောင်ရွက်တဲ့အခါမှာနှစ်ပြည်တော်လုံးကိုရပါတယ်စီးတပြည့်ကိုလည်းမြင်လာပါပေသည်လို့ချီးမွမ်းပြီးတော့မိုးညင်းမှာတကြေး လေးမှာတကြီးစုပေးတော်မူတဲ့အကြောင်းမှတ်သားပွဲတမိုင်းဖြစ်ရတဲ့ခုကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ